မင်္ဂလာပါဗျာအလုပ်ကျမ်းပါသည်ချမ်းသာပါသည်နော်ပိုင်ရကိုမြန်မာပြည်ကိုတန်ကြလို့အလုပ်ပြောရှင်းပါသည်ဗျာဒီနေ့26ရက်6လ2025နော်အဲကိုဇော်ဘုံပြောတဲ့အဘကာကျုပ်ကတော့အကိုဇော်ဘုံအမြဲတမ်းခေါ်ခေါ်ပြီးတော့ငငယ်လေးတည်းအပေါင်းလေးဖြူအဲကဒါမျိုး order တယ်အဲအဲ order တာသူပြောပြောနေတဲ့ light တွေမှာကျွန်တော်တွေ့ဘူးလေနော်အဲ့တော့ကိုဇော်ဘုံအမြဲလေးဖြူဂုံယူလေးစားတန်ဖိုးထားနေတဲ့ ပုဂ္ဂိုလ်အဘကာကြုံကြီးကတော့ဒါမေမျိုးအဲနော်ဗလာရုနိုင်ငံမှာဒါနိုင်ငံတော်အခမ်းအနားနဲ့အဲ့ခန့်ကြိုးစုပွဲအဲ့ခန့်ကြိုးစုတာတွေဂုံပြုအာဒီပါညာတွေဒါတွေ့နေရပြီအဲ့တော့ချစ်တဲ့သူတွေကိုလည်းပြောစေချင်ပါလေကိုဇော်ဘိုးရဲ့ချစ်တဲ့သူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရစီနော်အဲဘာမှစိတ်မပူပါနဲ့အဓိကကတော့အဲအလုံးအလုံးလုံးနေကြတဲ့သူတွေပဲဖြစ်တယ်နော်ကိုလုံးကိုလုံးကြတဲ့သူတွေပဲဖြစ်တယ်ကိုလုံးကိုလုံးကြတဲ့သူတွေဖြစ်တယ်ကိုဇော်ဘိုးရဒါဟွန်နေဖြစ်တာတော့မဟုတ်ပါဘူးနော် အဲ့ဒါလေးတော့ကျွန်တော်ပြောပြစီအဲတချို့ဟာကြီးတော့ကျွန်တော်တို့လူဝဲကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတို့ရှင်းလေးပဲပြောမယ်ဆိုရင်ကိုစော်ဖုံးရ EC ပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စော်ဖုံးဟင်းအခြေအနေက EC ဖြစ်သွားပြီလို့အဖသားပိုင်ရဲကိုပြောပြလာသည့်ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်ပေးသွားခဲ့ကြပါအောင်ခင်ဗျာမင်္ဂလာပါဗျာအားလုံးကျေးဇူးပါစီချမ်းသာပါစီနော် ပိုင်ရကိုမြန်မာပြန်ပိုင်ကိုတန်ကြောင်းလို့အလုပ်ပြောရှင်းပါသေးဗျာဒီနေ့26ရက်6လ2025နော်အဲကိုဇော်ဘွိပြောတဲ့အဘကာကျုပ်ကတော့ကိုဇော်ဘွိအမြဲတမ်းခေါ်ခေါ်ပြီးတော့ငငယ်လေးတည်းအပေါက်လေးဖြူအဲကဒါမျိုး order တယ်အဲအဲ order တာသူပြောပြောနေတဲ့ light တွေမှာကျွန်တော်တွေ့ဘူးလေနော်အဲ့တော့ကိုဇော်ဘွိကိုဇော်ဘွိအမြဲလေးဖြူဂုံယူလေးစားတန်ဖိုးထားနေတဲ့ ပုံကအဘကာကြုံကြီးကတော့ဒါမင်းမျိုးအဲနော်ဗန်လာဒုနိုင်ငံမှာဒါနိုင်ငံတော်အခမ်းအနားနဲ့အခမ်းကျိုးစုပွဲအခမ်းကျိုးစုတာတွေဂုံပြူအာဒီပါညာတွေဒါတွေ့နေရပြီဒါတရင်မီဒီယာတွေမှာပိုလိုတွေကိုတက်လာတာကြီးကျွန်တော်တို့တွေ့နေရပြီ ဝိုင်းသာကိုယူမိပါတယ်လို့လည်းပြောကြပါတယ်ညီမအင်္ဂါကဘာမှာတော်တော်များများကိုသိသွားကြပါပြီမြန်မာကဘာမှာမြန်မာဘူးဦးမေအောင်လိုင်းကြောင့်တော်တော်များများလည်းသိသွားကြပါပြီเนาะအဲ့တော့နောက်တစ်ခုတက်ပြောကြကိုဇော်ဘုန်းကြီးမှုပါကိုဇော်ဘုန်းကြီးကအေးစီပါလေရုံလည်းမထုတ်ဘာမှမလုပ်တကယ်တော့ကိုဇော်ဘုန်းကြီးကဘာမှမဖြစ်ဘူးဆိုတာလေးပဲကျွန်တော်ပြောပြပါရစေအများကြီးတဲ့ကျွန်တော်တော့မမေးပါနဲ့ဟိုဖုန်းဆက်လည်းမမေးပါနဲ့ချက်ပေါက်ကလည်းလာမမေးပါနဲ့เนาะဘာဖြစ်လို့လဲဆိုတော့ဘာမှဖြစ်ဘူးအေးစီပါလို့ပဲကျွန်တော်အနေနဲ့ပြောပြရစေသူလည်းသူ့လို့သူ့လို့ကိုလည်းကိုလို့ကိုလို့နေရတာပါเนาะဒါလေးကိုတော့ပြောပြရ ြစေအဲကိုစော်ဘောကြီးနဲ့စိတ်ဝင်နေတဲ့ညီကောင်မမများနော်ကျွန်တော်တို့တွေကိုချစ်တယ်ကိုစော်ဘောကြီးတို့ကျွန်တော်တို့ကိုချစ်တဲ့ညီကောင်မမများအားလုံးရှိပါတယ်မုံတဲ့လူလည်းရှိလို့ချစ်တဲ့လူလည်းကျွန်တော်တို့မှရှိသေးတာနော်ဒါလေးတော့ပြောပြရစေမုံတဲ့လူလည်းရှိတယ်ကျွန်တော်တို့ချစ်တဲ့လူလည်းရှိတယ်နော်ချစ်တဲ့လူတွေကျွန်တော်တို့အားပါဗျာမုံတဲ့လူတွေတော်တော်ဒါလည်းအားပဲလောက်ပါမှာပဲနော်အဲ့တော့ချစ်တဲ့သူတွေကိုလည်းပြောစေချင်ပါတယ်ကိုစော်ဘိုးရဲ့ချစ်တဲ့သူတွေရောအဲအားလုံးသိစေချင်တာက AC ပါလို့ပဲပြောပြရစီเนาะအဲဘာမှစိတ်မပူပါနဲ့အဓိကကတော့အဲ အလုတ်အလုတ်လုံးနေကြတဲ့သူတွေပဲဖြစ်တယ်ဗောနော်ကိုလုတ်ကိုလုတ်ကြတဲ့သူတွေပဲဖြစ်တယ်ကိုလုတ်ကိုလုတ်ကြတဲ့သူတွေဖြစ်တယ်ကိုစော်ဘောရင်ကဒါဟွန်နေဖြစ်တာတော့မဟုတ်ပါဘူးเนาะအဲ့အားလေးတော့ကျွန်တော်ပြောပြစီအဲတချို့အားကြီးကြတော့ကျွန်တော်တို့လှုပ်ဝဲကိစ္စတွေဖြစ်လို့ကျွန်တော်အများကြီးမပြောပြမပြောတော့ဘူးအဲလူရင်းတို့ရှင်းနေပြောမယ်ဆိုကိုစော်ဘောရင် EC ပါเนาะဒါပဲပြောပြစီအဲလိုအပ်တဲ့ဟာကြလို့ဆိုရင်နောက်ကြကျွန်တော်ထုတ်ပြောပြပြပြပေးပါမယ်ဒီချိန်ဒီကာလမှာတော့ အဲအားလုံးကအကြောင်းမြင်မှုနဲ့ကိုယ့်လုပ်ကိုလုပ်နေကြတာဖြစ်တဲ့အတွက်အဲအလုပ်ပေါ်မှာပဲအယုံဆိုင်ပြီးဖို့အတွက်ပဲပြောချင်ပါတယ်ကိုဇော်ဘွိုင်းနဲ့အေးစေးပါနိုင်ငံတော်ကြီးလက်မကြခင်အေဂျင့်တော်မယ်ငွေကြမ်းတော်မယ်ဆိုတာလေးပဲကျွန်တော်ထပ်သိမ့်ပြီးတော့အားမခံပြောချင်ပါတယ်ဗျာဘာဖြစ်လို့လဲဆိုတော့မကြခင်မှာကျွန်တော်တို့ဟိုတပ်မတော်ကတပ်မတော်ကရရှိနိုင်တဲ့လောက်နေရာတွေကိုအမြန်ဆုံးဒါလက်ခံကြံရယူအောင်လှုပ်ဆောင်နေပါတယ်တန်တမန်ကြီးရတော့လကောင်းเนาะတိုက်ဟိုတိုက်ခိုက်တဲ့ရေးရတော့လကောင်းပေါ့เนาะအခုဆိုနောက်ထပ်ဆိုလို့ချင်ကျွန်တော်တို့ 然后就是路今白那体养的为之后，那奥羊嘛，大家那都。 မပွဲကားလိုက်တာဘလောင်တွေတော်တော်ခိန်တာပဲအများကြီးပဲပြီးတော့လဲနော်ချိုဝိုင်းတာလေဟုတ်လား minus 10 time corner right ဖဲဆို right နဲ့ပြင်အောင်ထိနေတယ်သူက2မိုင်3မိုင်ပဲရှိတော့ဆိုတော့4မိုင်အများဆုံး2မိုင်3မိုင်နာလောက်ပြီးရောက်နေပြီဆိုတော့ဒါဘလိုပဲပြန်နှမ်းပြစ်လို့တော့ဝိုင်းထောက်တာတဲ့အနေအထားမျိုးရှိတယ်အဲ့တော့မကြခင်မှာနောက်ချိုရရင်ဘက်ကကြောင်မဲ့တီဘောလာချိုတိန်နီကုတ်ခိုင်အကုန်လုံးကအေဂျင့်ပဲပြီးွားလို့ရှိရင်ဘလိုကြိတ်မလဲဆိုတော့စီရေးအကြောင်းအရာရတော့ကျွန်တော်တို့ပြောလို့မရပါနဲ့ ဒါမှကြာခင်အေးချမ်းသွားမယ်လို့ကျွန်တော်တို့သိရှိရတယ်နော်နောက်တစ်ခုကျတော့သခိုင်းတိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါအုံတော်တို့နော်စာစာတောင်စာတောင်ဘက်ပေါ့နော်အုံတော်တို့စာတောင်ဘက်တို့ဒါစစ်ကြောင်းသွားမဲ့တမတော်သားတွေကိုဒါကြိုတင်ပြီးတော့သူအကြမ်းဖက်တွေကစောင့်ဆိုင်းနေတာရှိတယ်နေရာတွေနေရာတွေကွက်ကြွက်ကြတဲ့ယူပြီးတော့သူတို့ကပြွာခင်းနေတာရှိတယ်အဲ့တော့တမတော်ဘက်ကစကိုင်းတိုင်းဘက်ကတော့စစ်ကြောင်းထုတ်မဲ့ညီကောင်မောင်သားတွေညီကိုတွေ တတ်မှောင်သားလေးတတိကြည်ကြည်ထားပေးဖို့တော့ကိုပြောချင်ပါတယ်ဒီရဖြစ်စဉ်เนี่ยဘုဒ္ဓလင်ဖြစ်စဉ်တို့ဘာလို့ကိုပဲပြတ်ကြည့်ပါစစ်ကြောင်းလိုက်ရှင်းလင်းခံလိုက်ရတာဒီကိုကျွန်တော်တို့တွေးရှိရမှာပါပြီးတော့မှစစ်ကြောင်းရှင်းလင်းခံပြီးတော့မှအုံအုံကြည်ကြည်လုပ်တဲ့ခါကျတော့ကျွန်တော်နှစ်ခါနာဖြစ်ပါတယ်မီးရင်နှစ်ခါနာပထမလဲရဲဘော်တွေဆုံချုံပြီးနောက်တစ်ခါအုံနန်းနန်းလုပ်တဲ့ခါကျတော့အဲပြည်သူရဲ့ရသားကြီးလည်းဆုံချုံတာဖြစ်ပါတယ်အဲ့လိုဖြစ်မှာဆိုရင်လည်းကျွန်တော်ဒါပြောပြခြင်းဖြစ်ပါတယ်တတိကြည်ကြည်နဲ့ထားပြီးတော့မှ အန်တမ်းနော်ကတော့ကျွန်တော်ဒါဆိုရင်ဒုံငယ်လို့ကကျွန်တော်ပြောတာပါဒီဟာတွေကတော့သူတို့ရဲ့ AC ကိစ္စတွေလို့ပဲကျွန်တော်နဲ့တုံ့တက်ပါတယ်။နောက်သခိုင်းတိုင်းတဲကြီးရွာစာတင်ကျောင်းထဲမှာဒါလက်လက်နဲ့တွေလှုပ်ဆောင်နေတာတွေ့တယ်ဆိုတော့အဲ့အနေမြေကန်တရင်ပြေးတယ်ပြေးတဲ့ခါကျတော့တမ်းနော်စစ်ကြောင်းသွားစစ်ကြောင်းထိုးတယ်ထိုးတဲ့ခါကျတော့အဲ့မှာလည်း death for duty တွေတော်တော်များများရတယ်လက်နဲ့တွေဆိုလည်းများတယ်နော်အဲကျွန်တော်က6ရောက်9ရောက်10ရောက်လောက်ဆိုတော့မပြောတော့အဲ့လောက်ပဲပြောမှာရာနိုင်ချီဆိုတော့ကျွန်တော်ထပ်ပြောပြပါမယ်နော်နောက်တစ်ခုကြတော့ကျွန်တော်တို့ကြောက်ဗမာဘက်မှာဆိုတက်ကလူနောက်ကတ်လာတယ် ။နောက်ဘမဘမဆိုတက်ကလို့နောက်ကတ်လာတယ်။မင်းကတော့အကျန်းဖက်တွေရှိတယ်။အဲအကျန်းဖက်တွေရှိတယ်အဲအဲ့မှာကျွန်တော်တို့တမရှိရလာမယ့်စစ်ကြောင်းထိုးပြီးတော့နေမြရှင်းလင်းနေတာတောက်ဆောင်နေမြရှင်းလင်းနေတော့အဲ့မှာတွေ့တော့ပွဲကတယ်ပွဲကတဲ့အချိန်မှာသူတို့ကဓာတ်ပေါ်လီတွေလက်နက်တွေရောတော်တော်များများရလာရှိတယ်။ကချင်ပြည်နယ်ဘက်မှာဆိုတော့အဲ့ဘကာမိုင်းတို့နိုင်ရာတို့ဘက်မှာလည်းနေမြရှင်းတော့ KIA နဲ့တွေ့တယ်တိုက်ပွဲတွေဖြစ်တယ် တောင်တော်ဘက်ကအသာစီးရနဲ့ဒါတက်ဖို့လေးလက်နဲ့အခုကတောင်တော်ကနေရာတိုင်းမှာပွဲကတိုင်းကျွန်တော်ကြည့်နေတဲ့အချိန်မှာအအောင်ရင်မှုတွေအပြည့်နဲ့ကိုကျွန်တော်တို့မြင်တွေ့နေရတာရှိတယ်။ကြောက်ပြူဆိုလို့ချင်တဲ့ဒီကတ်တပြေတို့ရှောက်ချောင်းတို့စီမော်တို့မြက်ကြက်တိန်ရွာလားအဲကြက်တိန်ရွာလို့အဲအဲ့မှာဆိုလို့ချင်လို့ရှိရင်ဒါတောင်တော်ကကာကင်းနေထုတ်ထားတဲ့အပြုံတော်မှာအပြင်ကိုနောက်ထပ်ဟိုသူတို့၃မိုင်ပတ်လေ၄မိုင်ပတ်လေလောက်ကိုဆက်တူးနေ ကျောက်ကြီးမြို့နယ်အတွင်းစစ်ကောင်စီတပ်များကို တိုက်ခိုက်မှုစစ်သား9ဦးထပ်မင်းဲတေဆုံ20နှစ်ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိလက်နက်28လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိထားပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းရှိစစ်ကောင်စီတပ်များကိုတိုက်ခိုက်မှုစစ်သား9ဦးထပ်မင်းဲတေဆုံ20နှစ်ဦးကိုစစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မော်တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်2စစ်ဒေသခွဲမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည် ယနေ့ဇွန်26ရက်နေ့စစ်တောင်မြဝမ်းစစ်စင်ရေးအဖြစ်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်တွင်ရှိစစ်ကောင်စီတပ်များကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ရာစစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မင်းဲတေဆုံးခဲ့ပြီးစစ်ကောင်စီတပ်မှအထိခိုက်များစွာဖြင့်ကစင်ကလျာဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်20နှစ်ဦးကိုလည်းစစ်တုံးမှန်းဖြစ်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်မျိုးစုံ28လက်နက်ခဲယမ်းများအခြားစစ်တုံးပစ္စည်းအမြောက်များကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရသည့်အဆိုပါစစ်စင်ရေးကိုအမတ်နှစ်စစ်ဒေတာခွဲကြောင်းကုကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့်ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းစစ်ဌာနဗျူဟာ25လက်အောက်ခံဗျူဟာ25တရင်3900အထူးကွန်မန်ဒိုတရင် Spring Warrior Column 2ကရင်မျိုးသားလူမျိုးရေးတပ်မတော်ငွာတရင်8တရင်6ရုပ်ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရသည်စစ်စင်ရေးအတွင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဖမ်းဆီးရမိသောစစ်တုံးပန်းများကိုဂျနီဘာကွန်ဗင်းရှင်းနှင့်အညီစနစ်တကျထိန်းသိမ်းထားကြောင်းသိရှိရသည် ရရောက်ရှိနေပြီလို့ကျွန်တော်တို့သိရှိရတယ်။သို့တော့လည်းပဲတချို့ဟာတွေတော့မပြောတော့ပါဘူးเนาะစစ်ကြောင်းကတော့၄၅၆ကြောင်းလောက်လည်းရခိုင်မှာစထိုးနေဆိုတော့တန်တော်ဘက်လည်းအေးချမ်းတော့မယ်လို့ပြောတင်တယ်။တန်တော်ကွာเนาะကျိန်တလီအဲ့ဒီဘက်တချောင်းတော့တချောင်းလုံးကကျွန်တော်ဟိုမကြခင်မှာအေးချမ်းမယ်ထင်တယ်။ဘာလို့ဆိုတော့အရာဥတိုင်းတတိုင်းလုံးမှာလည်းအလုတ်တော့မခံတော့ဘဲနဲ့အရာဥတိုင်းတတိယလည်းအမုံဆွဲနေတာရှိတယ်။မကွေးနဲ့အဲရိုးအဆက်မှာပဲခူးတိုင်းရိုးအဆက်ပတောင်းလို့ဘာလို့အဲ့ဒီဘက်မှာဆိုလဲဒါ ကျင့်ချက်တွေကတောက်တောက်ခမန်းလေးလေးကိုတောင်းတော့ကျင့်နေတာနော်တောက်ခမန်းလေးလေးကိုမိတာတော့ပါအများကြီးပဲရွာမှာရှိတဲ့အကြံဖက်တွေရောင်းရောင်းအကုန်လုံးကြီးရွှေပြောင်းတလေးခေါင်အကုန်လုံးပြစ်ခဲ့တာနောက်မှဆိုပြန်ပြီးတော့စုဖွဲ့မှာဆိုလို့နော်တောင်းတော့ပြောင်းတလေးခေါင်တစ်ခါတည်းရှင်းပြခဲ့တာဆိုတော့ဒါလည်းပဲအဲကျွန်တော်တို့ဝမ်းသာပါတယ်ဂုံကလည်းတောင်းတော့ကြီးအတွက်လည်းဒါဂုံယူရမယ့်အနေထားမျိုးတွေဖြစ်လာပါပြီနော် မကြခင်မှာကျွန်တော်အာမခံရေးပါဗျာဘာဖြစ်လို့ဆိုတော့နောက်အခုလာမဲ့အချိန်ကာလမှာကျွန်တော်ဒီနေ့ပြောတဲ့ file ပေါ့26နှစ် file နောက်အချိန်ကာလတောင်းတော်သားတွေဒူးထောက်တယ်တို့လက်မြောက်တယ်တို့အရှုံးပိတ်တယ်တို့အလံမြူထောင်းတယ်ဆိုတော့တွေ့ရမှာမဟုတ်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့တောင်းတော်ကအခုက노ထလာတဲ့တောင်းတော်ကြီးဖြစ်သွားပါပြီနော်အဲ့တော့မကြခင်မှာအေးအကျန်းဖက်ပေါင်းစုံကတော့တုတ်ပြုတ်ပြုံးတော့မယ်လို့ဒါပိုင်ကြီးအာမခံပြီးတော့ပြောလိုက်ချင်ပါတယ်ဗျာပေါ့မှာပေါ့မှာဆိုလို့ရှိရင်ဒါမနေ့ကမနေ့ကဖိထုတယ်ဖိထုတဲ့အခါကျတော့ပါ၁၀ဝမှာ ဲဘောက်မှာသူဆက်သွေးကြီးလုတ်တဲ့အိမ်ပေါ့ဗျာဆက်သွေးကြီးဆက်တည်ထားတဲ့အိမ်ပေါ့အဲ့ဒီကိုဗစ်တူကြာတဲ့တယ်ပဲအဲ့မှာ၄ယောက်လောက်လစ်တာကြီး၄ယောက်က၂ယောက်ကတော့ IPDF ပါထနာပေါ့၂ယောက်ကတော့ PDF ဖြစ်တာပေါ့အကြံဖက်တွေဖြစ်တာပေါ့နော်ဒါမနက်ကလုတ်သွားတဲ့ကိစ္စလေးကိုပြောပြတာဒီမနက်ကမှာညောင်းနိုင်ငံရဲတပ်ဖွဲ့ကိုလည်းဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်စိုးရင်တို့ပြောတာပါဒါလေးကိုတတိလေးထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဲကျွန်တော် line မှာတွေ့ရလိုင်သာယာကိုကြီးရဲ့နောက်ပုတုဆိုရဲ့၂ယောက်နော် လိုင်နာကိုကြီးကြောင့်အရင်ဆုံးပြောခြင်းပါတယ်တန်ဆန်းကောင်မလေးစီကပတ်စံခိုးသွားတဲ့အမျိုးသမီးနော်အဲ့ပဇန်ခိုးသွားတဲ့အမျိုးသမီးကိုပြန်တွေ့တယ်ပြန်တွေ့ပြီးတော့ဒါနိုင်သာကိုကြီးကတော့သူကတော့ပရိဒသမားဖြစ်တဲ့အတွက်ပရိဒစိတ်တန်းနဲ့ပဲခွင်လွတ်တတ်တယ်ခွင်လွတ်တယ်ဒါသူကူညီနိုင်တဲ့လောက်ပြန်ပြီးတော့ဆက်လက်ကူညီလိုက်တာကိုတွေ့ရတယ်အဲ့ဒီဟိုမတန်ဆွမ်းကောင်မလေးစီကခိုးသွားတယ်ဆိုတော့တသိန်းကျော်ခိုးသွားတယ်ဆိုတော့အမျိုးသမီးက သူကဒီတစ်ချိန်တည်းလောက်တာမဟုတ်ဘဲနဲ့သူ့ကြောင့်ဖုန်းနဲ့အလေခံတဲ့သူတွေ line တွေပေါ်မှာတက်လာတာကော်မန်လေးတွေရောပါသေးအများကြီးတွေ့ရဒါဟာပုံမှန်380ခိုးမှုတာမြောက်တယ် character game ဖြစ်တဲ့အတွက်ဒါနိုင်နာကိုကြီးကဘယ်လောက်ပဲအဲသူကသူဂိယူနာထားပြီးတော့ pride တွေလည်းလုပ်ပဲလုပ်ပဲလုပ်ပဲဥပဒေအကြောင်းကြီးဖြစ်လာလို့ဆိုတော့ဥပဒေရအေးအေးယူပေးဖို့အတွက်ကိုကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်နော်နောက်တစ်ခါကျတော့ခလေးကိုဘန်းပြပြီးတော့သိန်း20နဲ့ရောင်းဝယ်ပါညာနောက်တာပြောင်းတာတွေမျိုးဖြစ်ပါဒါဟာရောင်းဝယ်ဖောက်ကားရမယ့်လူကုန်ကူးတာဖြစ်ပါတယ်နော် အဲ့ဒါတွေကလည်းပဲဟိုညောင်းနိုင်ငံရဲတပ်ဖွဲ့တွေအနေနဲ့ဒီຢာတွေကိုထိရောက်စွာအရေးယူပေးဖို့တော့ကိုကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်။ဒါတွေကမဖြစ်သင့်မဖြစ်တိုက်တဲ့အရာဝတ္ထုတွေနိုင်ငံတကာမှပြယုတ်တွေမှာအယမ်းယုတ်ဆိုလွန်ကကြီးပါတယ်။နော်။ဒါကိုတရဲတပ်ဖွဲ့ဝင်ကအလုံးမလုပ်ဘူးလားဆိုတာမျိုးကိုဒါနိုင်ငံမှာထင်ရသွားစေပါတယ်။နော်။ဒါတိုင်းသာကိုကြီးတို့ကတော့ဒါသူတို့ကမြေတတရားနဲ့လုံလုံဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပေမဲ့ခွတ်လွတ်တတ်ပေမဲ့နိုင်ငံမှာဒီလိုဇိုက်တာဖောက်ပြန်နေတဲ့သူတွေကိုဟိုရှင်းရှင်းပြောလဲကိုင်တာကစ်တီကဒါဟို ငါနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဟိုအလုံးမလုံးဘူးလို့ဒါမြင်သွားစေတဲ့အရာမျိုးဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုလည်းကျွန်တော်အနေနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းမှာတော့ဒါသိသိကျင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်နောက်ဒီလိုပေါ့ဒူးစိုက်မှုလုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ခွင့်မလွတ်စေချင်ပါဘူးเนาะလူတွေအားလုံးကရှိကြတာမဟုတ်ဘူးဗျအားလုံးအစိမ့်မပြေကြောင်းကိုပစ္စည်းကိုမရှိတိုင်းလိုက်ခိုးနေမှာဆိုလူတိုင်းခိုးကြပြီးတခိုးတွေဖြစ်ကုန်မှာပေါ့တခိုးတွေတိုင်းခွန်းလွန်အောင်မှာဆိုလည်းအစိမ့်မပြေဘူးပေါ့เนาะအဲ့တော့ခံဝင်လူသီးမဟုတ်ကထောင်ချဖို့အတွက်ကျွန်တော်ပြောမှာမဟုတ်ဘူးဒါသူ့လိုပုံမှန်380နဲ့မြောက်တယ်နော်ထောင်ချဖို့အတွက်ကျွန်တော်ပြောတာမဟုတ်ဘူးသို့တော်လည်းပဲအရေးယူသင့်တဲ့လောက်ကတော့အရေးယူအားမှန်အနေထားမျိုးတော့ရှိတယ်။နော်နိုင်သာကိုကြီးကပြီးတော့သွားတော့တနားပြီးတော့မှထပ်ပြီးတော့မှပတ်စံနေပါ냐ပြီးလိုက်တယ်။နောက်အဲ့ဒီအမျိုးသမီးပဲသူ လိန်ညာခိုးပြီးတော့ online မှာလဲဖုန်းနေခိုးသွားလို့ပါညာ line เนี่ยတောက်လျှောက်တက်တက်တာလဲသူ့ရုပ်ကြုံမြင်ပြီးတော့မှအဲ့ဒါတွေကလည်းပဲဒါကျွန်တော်တို့ဟိုနိုင်ငံမှာဆက်လက်ပြီးတော့ဒီလိုမသိတဲ့လူတွေထက်ခံရမယ့်အနေအထားမျိုးရှိတာပေါ့နော်ဟိုခလီကိုပန်းကြပြီးတော့အယောင်းဝယ်လုပ်မယ်နဲ့30နဲ့အယောင်းဝယ်ပါညာဆိုအဲ့ဒါလည်းပဲတရားဥပဒေအရကျွန်တော်တို့ဒါလူကုန်ကူးမှုဖြစ်ပါလေဘယ်လိုပဲဖြစ်ဒါအယောင်းဝယ်ဖောက်ကားမဖြစ်သေးတော့မှဒါစတင်ရောင်းချနေတဲ့ဆိုတဲ့ပုံစံမျိုးပေါ့လွင်ပါနော်အဲ့ဒါလေးကိုတော့ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ရန်ကုန်တိုင်းမှာဖြစ်နေတဲ့ဒါနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဒါတွေကိုလွတ်မထားသင့်ဘူးလို့ပဲကျွန်တော်အနေနဲ့ပြောပြစီအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်